Reddit အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ channel တွေကနေပြန်လဲကြွဆွန်လာရပါရှင် NUG ကနှစ်ပတ်ကြာထိုးစစ်ရပြီးလှုပ်ချုံရအမခန့်ချက်ရှိပါကငလင်းပေးကူညီမယ်လို့စစ်အုပ်စုကကလန်ပေး NUG ထိတ်ချုံနေမြေငလင်းချမ်းကူညီကစင်အတွေ့ဒေါ်လာတန်သုံးမယ်လို့သိရပါတယ်အမျိုးသားညီညွတ်ရေးအစိုးရ NUG ကမနေ့ပြန်မတ်လ30ရက်နေ့ကနေစတင်ကနိုင်ငံတော်မှာနှစ်ပတ်ကြာထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိနေရတွေရန်နာထားမှဖြစ်ပြီးလုံခြုံရေးအမှတ်ခံချက်ရှိပါကစီရင်ဝန်ထမ်း ကျွမ်းကျင်ဝန်ထမ်းများကနိုင်ငံတကာကူညီကဆေးအဖွဲ့အစည်းနဲ့ပူးပေါင်းကဆေးအုပ်စုထိချုပ်ထားတဲ့မြို့ကြီးတွေကိုငလင်တန်းတင်တဲ့ပြည်သူတွေကိုကူညီကဆေးရေးဆောင်ရွက်ပေးမယ်လို့တရင်ထုတ်ပြန်ထားဖြစ်ပါတယ်။ဂျာပင် NUG စုမထိချုပ်နယ်မြေအတွင်းရှိငလင်တန်းတင်တဲ့ပြည်သူတွေအတွင်းအမေရိကန်ဒေါ်လာသက်တမ်းကိုသုံးစွဲကကူညီကဆေးရေးလုပ်မယ်လို့လည်း NUG အဆိုထားဖြစ်ပါတယ်။ ဂျမနီမှာဆန္ဒစကွဲနဲ့မှာထုတ်ပြန်ခဲ့တဲ့ energy ရဲ့ငွေဘေးတင်တဲ့ပြည်သူများအတွက်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာထုတ်စစ်ခေတ္တရစရင်နဲ့အရေးပေါ်ကူညီကစရင်အစီအစဉ်ချိန်ညှချက်မှာအချက်ပါတိုင်းဖော်ပြထားဖြစ်ပါတယ်ကျွန်တော်တို့ထိုးစစ်ကိုနှစ်ပတ်ရမယ်ပေါ့နော်နေရာကတော့လက်ရှိငလင်ထံတင့်တဲ့နေရာတွေပေါ့နော်အဲ့ဒီမှာရှိနေတဲ့အတိုင်းတွေခရံတွေအဓိကတော့ငလင်ထံခနေရတဲ့ပြည်သူလူထုကိုကြီးကဲဆယ်ကိစ္စတွေကိုထိထိရောက်ဆောင်ရွက်နိုင်ဖို့အဓိကရည်ရွယ်ပါတယ်ဗျာဒါပေမဲ့ တစ်ဖက်ကျတော့အကြမ်းဖက်ဆိုဆိုတာငလင်တန်ဖြစ်နေတာတော့မှလေနဲ့ဘုံကျဲတာတွင်ပါရမိုတန်နဲ့ဘုံကျဲတာတွင်လုံနေတာဖြစ်လို့သူ့ဖက်ကလည်းထိုးစစ်တွေပြန်ပြင်းစင်နေတာတွေဖြစ်နိုင်ချေရှိပါလေ။အတဲ့အတွဲကျွန်တော်တို့ကအခြေအနေမျိုးသူတို့ဘက်ကနေလှုပ်လာရင်တော့ကျွန်တော်တို့ဘက်ကပြန်လည်ခုခံရမယ့်အခြေအနေတခုတော့ရှိပါလေ။အဲ့ဒီအခြေအနေကလွယ်လို့ထိုးစစ်စင်တာတွေကိုနှစ်ပတ်အရနာချာမှာဖြစ်ပါရည်ဟု NGP တောင်စုဝန်ကြီးရုပ်ပြောရေးဆိုခွင့်ရှိရှိဦးနေပုံလာကပြောဆိုထားဖြစ်ပါလေ NNG ရဲ့အဆိုအရမှတ်စာ28ရက်နေ့မွန်လယ်တနင်္ဂနွေဝန်းကျင်မှာစကားမျိုးအနေမှာရှိတယ်။ဗဟုပြုတ်လောက်ခတ်ခဲ့တဲ့ပြင်အား9တက်မှာ9 Richard Stoske အဆင့်ရှိတယ်။ငနေနဲ့နောက်ဆက်တွဲငနေတွေကြောင့်စကိုင်းမန်ဒရီပကိုနေပြီးတော့ရှမ်ပင်းနဲ့တောင်ပိုင်းတွေတောင်မှာအင်းနဲ့အဆောက်အအုံစီတွေပထိုးဗလီချောင်းလန်ဒရာတွေပြုတ်ပြက်ပျက်စီးခဲ့ပြီးပြည်သူထောင်ချီတည်ဆုံးပြီးတောင်းနဲ့ချီတဲ့ဒဏ်ရတဲ့ပြည်သူများစွာအရေးပေါ်ကက်ဆက်ကူတက်မှုပေးဖို့လိုအနေကြောင့်ပြောဆိုထားဖြစ်ပါတယ်။ energy ထိချုံတဲ့မြန်မာရှိတဲ့ငလင်းပေးတဲ့ပြည်သူများကိုအရေးပေါ်ကစင်းနဲ့ကုတက်ရေးလုပ်ငန်းတွေဆောင်ရွက်ဖို့ကနအူမှာအမေရိကန်ဒေါ်လာတန်လျားထား30ဆောင်ရွက်မယ်လို့လည်း energy ကပြောဆိုထားဖြစ်ပါတယ်။ငလင်းနိုင်ငံ energy စုမှုအုပ်ချုပ်နေမြေအတွင်းမှာဒေသတို48ဦးရှိခဲ့ပြီးထိခိုက်ဒဏ်ရာရှိသူနဲ့ပျောက်ဆုံးနေတဲ့သူလည်းရှိနေဆက်ဖြစ်တဲ့ UNG ကကွယ်ရေးဝန်ကြီးဌာန MOD ဝန်ကြီးဦးရင်မောင်ကတွေ့ရအလုံးမကွယ်ရမှာဟေးသားထားလည်းဖြစ်ပါတယ်။ လက်ရှိမှာတော့ငနေထန်တဲ့ပြည်သူတွေကိုစေအုပ်စုကစနစ်တကျကိုရင်ကက်ဆယ်ရင်မလုံနိုင်သေးပဲမန္တလေးနဲ့စကမ်းမြို့မှာအဆောက်အအုံပြည့်ရချာမှာပြိမိနေတဲ့သူနဲ့ပျောက်ဆုံးနေတဲ့သူရာထောင်ရှိရှိနေဆဲပဲဖြစ်ပါရယ်။ကျောင်းတက်ဆက်ပြီးမှကျွန်မပဲခကြနာကိုပြောပါရှင်။အဘိနာဆင်အတွေ့အကြုံကျေးဇူးတင်ရှိပါရှင်။